်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့ဥက္ကလာပါမြို့နယ်ခမ်းမတိုက်ခိုက်ခံရမှုဒဏ်ရာရရဲနှုတ်ဆေးရုံတင်ထားရတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရန်ကုန်မြို့မြောက်ဥက္ကလာပါမြို့နယ်ခမ်းမကိုလက်လုံမိုင်းဖြင့်တိုက်ခိုက်မှုတွင်ထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်နှစ်ဦးမြောက်ဥက္ကလာပါစေယုံကြီးတွင်စေကူတမှုခံယူနေရကြောင်းမျိုးပြကြွတ်အဖွဲ့ကပြောပါရယ် ရောက်ကလာပါမျိုးနဲ့သူတမလန်နှင်းစမှုစုံလန်တောင်ရှိမြို့နယ်ခမ်းမသည်ဒီဇင်ဘာလ6ရက်ည7နာရီခွဲခန့်တွင်တိုက်ခိုက်ခံခဲ့ရပြီးလက်ဖြစ်ပုံလက်လုံမိုင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုမျိုးပြကျွတ်အဖွဲ့တာဝန်ရှိသူကဆိုပါရယ်အသီးလက်ဖြစ်ပုံတစ်လုံးသူတို့ဘေးနားကိုပြစ်လိုက်တာရဲနှစ်ယောက်ထိခိုက်မိတာတော့မြင်နေသတိထားမိပါရယ်ထိခိုက်တာလည်းပြင်းတယ်ဟုမျိုးပြကျွတ်အဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ် ဒီဇင်ဘာလ10ရက်နေ့တွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်မဲ့အတန်တိတ်တပိတ်ကိုနှိုးဆော်သည့်အနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါရယ်။ရာဥကလာပါမြို့နယ်ခမ်းမသည်စေအုပ်စုအာနာသိန်းပြီးနောက်ပိုင်းမှစ၍စေကော်မရှင်တပ်ဖွဲ့ဝင်များရဲတပ်ဖွဲ့ဝင်များအများအပြားတက်ဆွဲနေထိုင်သည့်နေရာများအနှံတစ်ခုအပါဝင်ဖြစ်လာခဲ့ပါရယ်။ခမ်းမအဆောက်အုံတွင်မှနေကြတာများတယ်။အင်းအားတော်များတာတည်ကြတယ်။အတီးကြတော့ပြောဖို့ခက်တယ်ဟုမျိုးပြကြွက်အဖွဲ့တာဝန်ရှိသူကဆက်ပြောပါရယ်။ ယခုစစ်စင်ရေးအတွင်းတိုက်ခိုက်မှုပြုလုပ်သည့်ပျောက် जा တပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းမျိုးပြကြွက်အဖွဲ့တာဝန်ရှိသူကပြောပါရယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဒီဇင်ဘာလ6ရက်နေ့ညပိုင်းနှင့်9ရက်နေ့တွင်စစ်ကော်မရှင်တပ်ကမြောက်ဥက္ကလာပါမြို့နယ်ခမ်းမအနီးတစ်ဝိုက်၌လုံခြုံရေးတင်းကျပ်ခါစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်စေအိုစုကျင်းပမဲ့ရွေးကောက်ပွဲဤကက်လာချိန်ရန်ကုန်မြို့ရှိမျိုးပြပျောက် जा အဖွဲ့များကရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့်စစ်ကော်မရှင်တပ်များရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်နေရာများအား တိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေပါတယ်။ထို့ပြင်ဒီဇင်ဘာလ6ရက်နေ့ည9နာရီခန့်ကလည်းရန်ကုန်မြို့လှေကူးမြို့နယ်ရှိကျန်းဖို့ပါတီရုံးကိုရန်ကုန်အာမေအဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပကဖာတို့ကပြင်းအားမြင့်မိုင်းများနဲ့တိုက်ခိုက်ခဲ့ရာထိခိုက်မှုရှိနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ပြည်သူများအနေဖြင့်စစ်ကော်မရှင်အတင်းအကျပ်ပြုလုပ်ရန်စီစဉ်နေသည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပြအပင်းနေသူများ၏အချက်လက်ကိုလူမှုကွန်ရက်စာမျက်နှာမှာတစင်လာရောက်ပေးဖို့နိုင်ကြောင်းမြို့ပြကျွတ်အခွဲကအတည်ပြုထားပါတယ် ဆက်လက်ပြီးစေအုပ်စုရွေးကောက်ပွဲကိုဖျက်သားစွာရှုံချရန်တောင်ကိုရီးယားအစိုးရအားတောင်းဆိုရဲဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲကိုပြတ်သားစွာရှုံချပေးရန်နှင့်ရွေးကောက်ပွဲမှထွက်ပေါ်လာမည့်မြည်သည့်ရလက်မြည်သည့်အစိုးရကုန်မှလုံးဝအတိအမှတ်မပြုဘဲစန့်ကျင်ကန့်ကွက်ရန်ကိုရီးယားအစိုးရနှင့်ပြည်သူများထံသို့တောင်းဆိုခဲ့ပါသည် ဒီဇင်ဘာလ9ရက်မိုးလွယ်ပိုင်းကတောင်ကိုရီးယားနိုင်ငံဒဲဂူမြို့တွင်ကျင်းပသည့်နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲ၌စေအုပ်စုရွေးကောက်ပွဲစံချင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကကိုရီးယားမြန်မာနှစ်ဘာသာဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့ရာအထက်ပါအတိုင်းတောင်းဆိုခဲ့ပါသည်စေအုပ်စုအကျိုးစီးပွားနှင့်စစ်ဘုတ်ချုပ်တွေရှင်တန်ဖို့ဆက်ကုပ်သွေးစုံမဲ့လှုပ်ပွဲကိုမုံမခန့်ထုတ်ပြန်ကြပါညနေရှင်ပြီးတော်လန်ကြပါဒီရွေးကောက်ပွဲအတူကြီးပြီးလေ တော်လန်ရေးကဆက်ချမယ်ဆက်သွားမယ်လူလူအင်အားကိုကျွန်တော်တို့ယုံတယ်ဟုရွေးကောက်ပွဲဆန့်ကျင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီဝင်ဦးကျော်စန်းကပြောပါရယ်ဒေဂူမျိုးစန္ဒပြပွဲကိုကိုရီးယားနိုင်ငံရှိမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ကတာဝန်ယူ၍အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးစေအာနာသိမ့်မှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင်တော်လန်ရေးအဖွဲ့39ခုပါဝင်သည့်စေအုပ်စုရွေးကောက်ပွဲဆန့်ကျင်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီတို့ပူးပေါင်းပါဝင်ခဲ့ပြီး ကြောင်ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သူ300ကျော်တက်ရောက်ဆင်နွှဲခဲ့ကြောင်းရွေးကောက်ပွဲစန့်ချင်ရေးဖူးပေါင်းလှုံ့ဆော်မှုကော်မတီကထုတ်ပြန်ပါတယ်။ရှင်းဆန္ဒပြပွဲတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းကအဖွဲ့အမစကားပြောကြားခဲ့ပြီးမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ဒုဥက္ကဋ္ဌဥပုံနိုင် ဆီယာနာတိမ်မှုစန့်ကျင်ရေးကော်မတီဖူးရဲဥက္ကဋ္ဌဦးဝင်းပေါ်မောင်တို့ကဒေါ်လန်ရေးအပိစက်ကနှင့်ရွှေကောက်ပွဲစန့်ကျင်ရေးဆိုင်ရာများပြောကြားခဲ့က MFDMC အထွန်းရေးမှုကော်မတီနှင့်စီယုံရေးတာဝန်ခံများဒေါ်လန်ရေးအဖွဲ့အစည်းတာဝန်ခံများကအမှားစကားပြောကြားခဲ့ပါတယ်။ထို့ပြင်ရွှေကောက်ပွဲစန့်ကျင်ရေးကြွေးကြော်သံများဒေါ်လန်ရေးကဗျာခန်းနာဒေါ်လန်ရေးရှင်ဖွင့်စက်ကခန်းနာတေးတိခန်းနာများလည်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။ဒေတာအသီးသီးရှိတော်လိုင်းရေးအဖွဲ့39ခုပါဝင်သည့်စေအုပ်စုရွှေကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီတို့က အွန်လိုင်းကမ်ပိန်းများဆွေးနွေးပွဲများနှင့်စစ်တမ်းကောက်ချင်းများလည်းဆောင်ရွက်လျက်ရှိပါသည်။ဆက်လက်ပြီးနေဆက်တိုက်ပွဲများကြောင့်ပြည်သူထိခိုက်နစ်နာမှုမျိုးမရှိစေအောင်အထူးတတိထားရန်ထိုင်းနှင့်စစ်ကော်မရှင်သဘောတူတဲ့ဆွေးနွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ထိုင်းမြန်မာနေဆက်အနီးတိုက်ပွဲတွေကြောင့်ပြည်သူတွေထိခိုက်နစ်နာတာမျိုးမဖြစ်အောင်အထူးတတိထားဆောင်ရွက်ဖို့အချမ်းဖက်စစ်ကော်မရှင်နဲ့သဘောတူညီမှုရခဲ့ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ပါသည်။အကြံဖတ်စစ်ကောင်ဆောင်မြောင်းလိုင်းအပါဝင်စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီး မစ္စတာစီဟာဆက်ဖူအန်ကော့ကေဝိုမနေ့ကဒီဇင်ဘာ9ရက်နေ့ပြီးတော့မှတွေ့ဆုံခြင်းအခုလိုသဘောတူညီမှုရခဲ့တယ်လို့ဆိုပါတယ်နိုင်ငံနယ်ဆက်မြန်မာပတ်ချမ်းမှာ KNL ဦးဆောင်တဲ့တော်လရင်အင်အားစုတွေနဲ့အကြံဖတ်စစ်တပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီဇင်ဘာ၁ရက်နေ့ကမြန်မာပတ်ချမ်းကဖြစ်ခတ်လိုက်တဲ့တီတီမန်ကအသက်68နှစ်အရွယ်ထိုင်းအမျိုးသမီးကြီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ဒီဇင်ဘာ9ရက်နေ့ကလည်းထိုင်းနိုင်ငံမဲဆောက်မြို့ကျေးရွာတွေကိုမြန်မာဘက်ကလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ6ရက်နေ့မှာတော့မြန်မာဘက်ကကြီးတွေထိုင်းနိုင်ငံနဲ့နယ်မြေအတွင်းကြားရောက်ရင်အင်အားသုံးဖြည့်ရှင်မှုတွေလှုပ်ဆောင်သွားမယ်လို့ထိုင်းတပ်မတော်ကောက်ွက်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးယူခရစ်ဘွန်တန်နော့ကသတိပေးပြောကြားခဲ့ပါတယ်။အဲဒီနောက်ဒီဇင်ဘာ9ရက်မှာစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးတို့တွေ့ဆုံကား တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံဘက်ခြမ်းကိုလာရောက်မထိခိုက်ဖို့သဘောတူခဲ့ကြတာဖြစ်ပြီးအာနာသိန်းစစ်ပိုင်သတင်းစာမျက်နှာဖုံးမှာတော့ထိုင်းနိုင်ငံသားဝင်ကြီးဦးဆောင်တဲ့အဖွဲ့ကမင်းအောင်လိုင်ကိုလာရောက်ကာရဝါပြုတွေ့ဆုံတယ်လို့យေတာထားပါတယ်ထိုင်းနိုင်ငံသားဝင်ကြီးဟာစစ်တပ်ရဲ့အထူးရောက်ရွေးကောက်ပွဲပြီးသွားရင်တောင်အာဆီယံအနေနဲ့စစ်ကော်မရှင်နဲ့ပြန်လည်ဆက်ဆံဖို့ခက်ခဲသွားနိုင်ပြီးဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်ရောက်ပြီလို့ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ် ဆက်လက်ပြီးဆေးဥစုရွေးကောက်ပွဲကိုပြတ်သားစွာရှုံချရန်တောင်ကိုရီးယားအစိုးရအားတောင်းဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာဆေးဥစု၏အထူးရောက်ရွေးကောက်ပွဲကိုပြတ်သားစွာရှုံချပီးရနှင့်ရွေးကောက်ပွဲမှထွက်ပေါ်လာမည်မြည်သည့်ရလက်မြည်သည့်အစိုးရကိုမြလုံးဝအတိမတ်မပြုဘဲစန့်ကျင်ကန့်ကွက်ရန်ကိုရီးယားအစိုးရနှင့်ပြည်သူများထံသို့တောင်းဆိုခဲ့ပါတယ်။ဒီဇင်ဘာ9ရက်မွန်လွဲပိုင်းကတောင်ကိုရီးယားနိုင်ငံဒေဂူးမြို့တွင်ကျင်းပသည့်နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲ၌စီအုပ်စုရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုံ့ဆော်မှုကော်မတီက ကိုရီးယားမြန်မာနှစ်ပါအသာဖြင့်ကြီးညာချက်ထုတ်ပြန်ခဲ့ရာအထက်ပါတိုင်တောင်းဆိုခဲ့ပါတယ်။စေအုပ်စုအချိုးစည်းပွားနှင့်စစ်ဘုတ်ချုပ်တွေရှင်းတတ်ဖို့ဆက်ကုတ်သွေးစုံနေမဲ့လောက်ပွဲကိုငုံမခန့်ထုတ်ပြန်ကြပါညနေရှင်ပြီးတော်လန်ကြပါဒီရွေးကောက်ပွဲအတူကြီးပြီးလဲတော်လန်ရေးကဆက်ချမယ်ဆက်သွားမယ်လူလူအင်အားကိုကျွန်တော်တို့ယုံတဲ့ဟူရွေးကောက်ပွဲစံချည်ရေးပူပေါင်းလှုပ်ရှားမှုကော်မတီဝင်ဦးကျော်စံကပြောပါရယ်ဒေဂူမျိုးစံနာပြပွဲကိုကိုရီးယားနိုင်ငံရှိမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ကတာဝန်ယူပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးဆရာနာသိမ့်မှုစန့်ချည်ရေးကော်မတီတို့အပါအဝင်ဒေါ်လာရေးအဖွဲ့39ခုပါဝင်သည့်ဆေးဥစုရွေးကောက်ပွဲစန့်ချည်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီတို့ပူးပေါင်းပါဝင်ခဲ့ပြီးတောင်ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သူ300ကျော်တက်ရောက်ဆင်နွှဲခဲ့ကြောင်းရွေးကောက်ပွဲစန့်ချည်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကထုတ်ပြန်ပါတယ်ရင်းဆန္ဒပြပွဲကိုဒေါ်လာရေးအင်အားစုများအပြင်ဆိုဂေယောင်ကီတိုအင်ချွန်ပါဂျူဂွမ်ဂျူ ဖိုးကျုံကင်းဖိုးကူမီကင်းမဲဘူဆန်ကောကျဲဒေကျော်ချွန်နံဖြောင်းထန်အန်ဆန်စသည့်မျိုးတို့မှတော်လန်ပြည်သူများတက်ရောက်ဆင်နွှဲခဲ့ကြပါရယ်ဂျင်းဆန္နာပြပွဲတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရနိုင်ထွန်းကအဖွဲ့အမစကားပြောကြားခဲ့ပြီးမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ဒုတိယဥက္ကဋ္ဌဦးပုံနိုင်ဆီအနာသိမ့်မှုစန့်ကြည်ရေးကော်မတီပူရဲဥက္ကဋ္ဌဦးဝင်းပေါ်မောင်တို့က ဒေါ်လာရေးအားပေးစကားနှင့်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်ရာများပြောကြားခဲ့က MFDMC အတွင်းရေးမှူးကော်မတီနှင့်စီယုံရေးတာဝန်ခံများဒေါ်လာရေးအဖွဲ့အစည်းတာဝန်ခံများကအမှားစကားပြောကြားခဲ့ပါတယ်။ထို့ပြင်ရွေးကောက်ပွဲစန့်ကျင်ရေးကြွေးတော်သံများဒေါ်လာရေးကပြခန္ဓာဒေါ်လာရေးရင်ဖွင့်စကားခန္ဓာတေးသည့်ခန္ဓာများလည်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။ဒေသအသီးသီးရှိဒေါ်လာရေးအဖွဲ့39ခုပါဝင်သည့်စီအုပ်စုရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီတို့က အွန်လိုင်းကမ်ပိန်းများဆွေးနွေးပွဲများနှင့်စစ်တမ်းကောက်ခြင်းများလေးဆောင်ရွက်လျက်ရှိပါသည်။ဆက်လက်ပြီးအမ်ဘရန်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်၄ဦးအလင်းဝင်လာပြီး၃ဦးဖမ်းဆီးရမည်။ထိန်းသိမ်းထားသည့်စစ်တုံးပန်း၁၀၀ကျော်ရှိလာဟု PRA မကွေးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါသည်။စစ်ရေးပြင်းထန်နေတဲ့အမ်ဘရန်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်၄ဦးလက်နက်ခဲယံများနဲ့အတူအလင်းဝင်လာပြီး၃ဦးကိုဖမ်းဆီးရမိခဲ့ပါသည်။အဆိုပါစီကော်မရှင်တပ်ဖွဲ့ဝင်များအားလုံခြုံစိတ်ချစွာချိန်သိမ်းထားပြီးစစ်တုံးပန်း၁၀၀ကျော်အထိရှိလာပြီးဖြစ်ကြောင်း လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးထံမှသိရပါတယ်။အလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်၄ဦးတွင်ဒုတက်ချက်လည်းပါဝင်နေပြီး၎င်းတို့သည်ခွားမျိုးနယ်အခြေစိုက်ခမရ963လက်အောက်ခံတရင်မှဖြစ်တယ်လို့အမ်ပတာလန်ပိုင်းဇင်ပြွန်ကျေးပါအနီး၌တာဝန်ချနေရမှ PRA မကွေးထံသို့ချိတ်ဆက်၍ပြည်သူ့ဘက်ကူးပြောင်းလာခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်အဆိုပါတပ်ဖွဲ့ဝင်၄ဦးကိုဤအမျိုးမျိုးဖြင့်အတင်းအဓမ္မပေါ်တာဆွဲခံခဲ့ရခြင်းဖြစ်၍ MA1 တလန် MA2 တလန် MA3 နှစ်လက်နဲ့အတူအခြားခရင်အချို့အားယူဆောင်ပြီး PRA မကွေးထံအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ PRA မကွေးထံထို့သောအလင်းဝင်ရောက်လာသူများရှိသလိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးကိုလည်းရှေ့တန်းတိုက်ပွဲအတွင်ဖမ်းဆီးရမိခဲ့ကြောင်း PRA မကွေး၏ပြောရေးဆိုခွင့်ရှိသူထံမှသိရပါတယ်။ဖမ်းမိသူတွေကိုစစ်တုံးပန်းဥပဒေနဲ့အရေးယူထားပြီးကျွန်တော်တို့ရဲ့အကျဉ်းထောင်ထဲမှထားရှိပါတယ်။အလင်းဝင်ရောက်တဲ့သူတွေကိုတော့ကျွန်တော်တို့လုံခြုံစိတ်ချရတဲ့နေရာမှာထိန်းသိမ်းထားပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိသူတွေကတော့တရာကျော်ရှိပါပြီဟုသတင်းဌာနကပြောပါတယ်။ PRA မကွေးအနေဖြင့်နေရီကန်တောင်နှင့်အမ်ပရန်လမ်းပိုင်းတိုက်ပွဲများမှထွက်ပြေးလာသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်၃ဦးကိုရဖဲမြို့နယ်တွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးခလာရ295တပ်ဖွဲ့ဝင်၂ဦးနှင့်တပ်မ66လက်အောက်ခံတရားဝတီအခြေဆိုင်ခလာရ35တပ်ဖွဲ့ဝင်၂ဦးတို့ဖြစ်ကြောင်းသိရပါသည်။ထို့သောဖမ်းဆီးရမိသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်၃ဦးသည်လည်းအတင်းအဓမ္မပေါ်တာဆွဲခံရသည့်ပြည်သူ့စစ်ပဆများဖြစ်ပြီး၎င်းတို့အပါအဝင်လက်ရှိအချိန်ထိဖမ်းဆီးရမိထားသော စစ်တုံ့ပန်း100ကျော်အောင်ဥပဒေနဲ့အညီကောင်းမွန်စွာထိမ့်သိမ်းထား၍တချို့ကမူမဟာမိတ်အဖွဲ့များထံလွှဲပြောင်းပေးလိုက်ကြောင်းသိရပါသည်။ရှင်းအပြင်အလင်းဝင်လာသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှလည်းမှတ်တမ်းအရ20ကျော်ရှိပြီး၎င်းတို့အားလုံးကိုလုံခြုံစိတ်ချရသောနေရာများတွင်ပို့ဆောင်ထားပြီးဖမ်းဆီးရမည့်သူအလင်းဝင်သူအများစုမှာအေယာဝတီရန်ကုန်မကွေနှင့်မန္တလေးတိုင်းတို့မှဖြစ်ကာပေါ်တာဆွဲခတ်ရခြင်းဖြစ်ကြောင်းသိရပါသည်။အများစုကတော့သူတို့မထင်မှတ်ထားတဲ့အချိန်ပုံမှန်ဈေးသွားတဲ့အချိန်တွေမှာပေါ်တာဆွဲခံရတာဖြစ်တဲ့ တချို့ကြလည်းအိမ်ထဲအထိဝင်ရောက်ပြီးပေါ်တာဆွဲခံရတာဖြစ်တယ်။ရန်ကုန်မှာပေါ်တာဆွဲခံရသူအများစုကရခိုင်ကနေပြောင်းရွှေ့လာတဲ့သူတွေဖြစ်တယ်ဟု PRA မကွေးဤပြောခွင့်ရကပြောပါရယ်။ထို့ပြင်၎င်းတို့အနေဖြင့်ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသောနိုင်ငံရေးအခင်အကျင်းတွေစီးရေးပူးပေါင်းမှုများတွင်စင်ဆက်မပြတ်ပါဝင်၍စစ်အာဏာရှင်ဖျောက်ကြရေးအတွက်တပောင်စုတိဆောက်ရေးအပါအဝင်ဝေဦးတော်လည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားပြီဖြစ်ကြောင်းထုတ်ပြန်ဖော်ပြထားပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။